အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးသူခင်လှမြတ်ခန့်ရေးသားထားတဲ့တံပိုးဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။တံပိုးထားရည်ရဲ့နေ့မှာလူနဲ့ဘိုင်းနဲ့ပြတ်တယ်ကိုမရှိဘူး။ငါမျိုးကိုပြန်လာတိုင်းကိုဝင်ချင်းနဲ့အမြဲတွေ့ရတယ်။အမပြောလဲပြောချင်းစရာဖြစ်နေတော့တာပဲ။ဒီတစ်ခေါက်အမမျိုးကို အလဲပြန်လာတော့ ထားဤကသုံးယောက်များကိုဝန်ကိုဆောင်ထားရတာပါ။တမီးကြီးက၅နှစ်ပြည့်လို့ចောင်းတက်နေရပြီ။ဒုတိယသားလေးက၃နှစ်ထဲမှာစကားတွေတက်နေပြီ။အဖေနဲ့အမေကို အမကရန်ကုန်အပြန်လက်ဆောင်တွေအများကြီးနဲ့စာအိတ်ထဲမှာငွေတွေနဲ့ကတော်ပါတယ်။ထားဤကျင်းနေပါတယ်။ထားဤကတော့အဖေနဲ့အမေကိုငွေတွေနဲ့တစ်ခါမှတော့မကတော်ဘူးပါ။ဒါပေမဲ့မိဘတွေကြိုက်တဲ့အစားအစာလေးတွေဆိုကြုံရင်ကြုံတယ်လို့ဝယ်ပေးလိုက်တယ်။ ထားရီကမိဘတွေပိုင်တဲ့ခြံဝိုင်းထဲမှာအိမ်ကလေးတစ်လုံးစောင့်နေတယ်။ပထမတော့မိဘတွေနဲ့အိမ်ပေါ်မှာအတူနေတယ်။ဒုတိယသားလေးမွေးပြီးတော့ကလေးကနှစ်ယောက်ဖြစ်လာပြီ။မိဘတွေကို အားနာတာကြောင့်ချိန်ရင်ဖက်မှာအိမ်စောင့်နေလိုက်တယ်။ချိန်ရင်ဖက်မှာသာအိမ်စောင့်နေတာပါ။ညာဖက်အိမ်ချင်ကြမှာကိုယ့်အိမ်ကိုပြန်အိပ်ကြတယ်ဆိုတာလို့ဖြစ်နေပြီ။မောလင်းတွေကကလေးတွေက အမေအိမ်ရောက်နေပြီ။မနက်မောလင်းနာနဲ့အဖေကသားငယ်ကိုလာခေါ်တယ်။ ဥပုံနေများဆိုသမီးကြီးကိုလက်ဆွဲပြီးအမေကဖုန်ကြီးကြောင်ကိုသွားပြီးထားရီတို့ကညီအမနှစ်ယောက်တည်းရှိတာပါအမကဆန္ဒအောင်တော့မြို့မှာတက္ကသိုလ်သွားတက်ရတယ်ဘွဲရပြီးတဲ့နှစ်မှာပဲဂုံနေရှိကျေးရတဲ့တူနယ်အိမ်အောင်ကြတော့ရန်ကုန်မြို့မှာလိုက်နေတယ်ထားရီကဆန္ဒကြတဲ့နှစ်မှာပဲကိုလအေးနဲ့အကြောင်းပါပါတယ်ကိုလအေးကပထမတော့တစ္ဆက်မှာအလုံးလုံးတဲ့ အနှဲငယ်အစဉ်ပြပြလေးနဲ့စားနိုင်တောက်နိုင်အနေအထားလေးနဲ့ထားရီတို့မိသားစုရက်တည်ကြတယ်အဖေတို့ကတော့လေကရတဲ့စပားနဲ့အဆွေအမျိုးလေးကိုအတိုးအရင်အနှဲငယ်ပွားထားတဲ့ငွေလေးနဲ့လောင်ငှကြတယ်။အမကလည်းတစ်နှစ်ကိုနှစ်ခါလောက်တော့ထားရီတို့မျိုးကိုလာလေကြတယ်။သူ့မှာသားသမီးမရှိဘူး။မရနိုင်တာလားခလေးမလို့ချလို့မယူတာလားဆိုတာကိုတော့ထားရီသေးချာမသိပါ။ထားရီသိတာကတော့ အမကအလှအပကိုအလွန်ကြိုက်နှစ်သက်သူပါခြေသေးလက်သေးလေးတွေကို ရှင်းတက်နေအောင်ထားပြီးလက်သေးနီလှလှလေးဆိုးထားတတဲ့အဝတ်အစားကိုလည်းအိမ်နေရင်းဖြစ်ပါစေထက်အောက်စင်တူဝတ်တဲ့တနေ့ကအဝတ်အစားသုံးချိန်အလဲလဲဝတ်တဲ့ထားဤကလေးတွေကိုကိုယ်သူမလေးတွေရဲလို့တခါတရံခြေပိုးခြင်းမရှိခဲ့ပါချစ်ခင်ရကောင်းမှလည်းမသိခဲ့ပါကလေးတွေက ကိုကြည့်မိရဲ့လို့ချစ်ခင်စိတ်နဲ့သူ့အနာကပ်လာရင် ညနထားတင်တင်မျက်ထောက်နေနေချင်းနဲ့ဆက်ဆံတတ်သူပါခလဲတွေတယောက်ပြီးတယောက်မွေးနေတဲ့ထားကြီးကိုအမြဲအပြစ်တင်နေအမေကတော့အမကိုပြောတယ်အရွယ်ရှိနေတော့မှတာသမီယူပါအ ਨੇ စုံနှစ်ယောက်လောက်တော့ရှိတင်နေတယ်အမကဘာမှပြတ်မပြောပဲပြုံးပြီးတော့နားထောင်နေတယ်အမကအသက်အပြက်အလွန်ကြိုက်တယ်ခလဲတွေရဲ့ကိရိကထကိုလည်းသူမခံဘူး အမားတို့အမေအိမ်ကိုလာတဲ့အခါကျရင်ထားရီကကလေးတွေကိုမျက်ရည်ပြပြီးကို့အိမ်မှာပဲနေစေတယ်။မနေနိုင်တဲ့အမေကကလေးတွေစားဖို့ဟင်းလာပေးတယ်။မုတ်တွေယူလာတယ်။တပတ်ဆယ်ရက်လောက်ကြာတော့အမားတို့ကရန်ကုန်ကိုပြန်သွားကြပြီလေ။အဲ့ဒီတော့မှကလေးတွေသူတို့အဖိုးအဖွားတွေအိမ်မှာမင်းမှုကြတော့တယ်။တမန်နှစ်ကတော့အမားကအဖေတို့အမေတို့ကိုရန်ကုန်အလဲခေါ်တယ်။ဖျားဖူးရင်းလဲပတ်ရင်မော် အဖေတို့ကထားရီသမီးကြီးကို ခေါ်လာခဲ့မယ်လို့အမကပြောတယ်။အမကမနှိမ့်မြော်ဟန်နဲ့ခါခါတီတီညင်းဆန်တာကြောင့်အမေကထပ်ပြီးမပြောတော့ပါ။သမီးကြီးကသူ့လဲလိုက်ရမယ်အထင်နဲ့အဝတ်အစားတွေထည့်ပြုပြီးကမှမျက်ရည်ဆက်လက်နဲ့ကြံရစ်ခဲ့ရတယ်။အမကအမေကိုပြောတယ်။ကလေးတွေကိုနေရာတကာမခေါ်ချင်တဲ့အမေစိတ်ရှုပ်ဖို့ကောင်းတယ်။ချင်းရမိုးဝဲကျွေးလိုက်တာအကောင်းဆုံးပဲ။ အမေကတော့ကောင်းတညင်ညင်နဲ့ရင်ထဲမှာတော့မကောင်းဘူးပေါ့သူ့မြေမကိုရန်ကုန်ခေါ်သွားရမယ်အထင်နဲ့ပြောထားပြီးခုလိုဆိုတော့သွားတော့ကတော့ဆယ်ရက်လောက်နေမယ်ဆိုပြီးငါးရက်လောက်နေတော့အဖေနဲ့အမေပြန်ရောက်လာကြတယ်အဖေကဆဲလိတ်ကိုအိမ်သာထဲမှာသွားတောက်တယ်နဲ့တူတယ်အိမ်သာထဲမှာဆဲလိတ်နဲ့တွေဆွဲနေတော့အမားကပူညာဆူညာလုပ်တယ်သူတို့အိမ်မကလေအေးပေးဆက်တွေတက်ထားတော့ဆဲလိတ်မတောင်ရတဲ့ အပြင်ထွက်ပြေးဆက်လေးတောက်ပြန်တော့အမားကမကြိုက်ပြန်အမေကလည်းအိမ်ရောက်တာနဲ့ချက်ချင်းပဲသူ့ရဲ့ပြောင်းဖူးဖက်ဆက်လေးကြီးကို မီးတို့ပြေးရဲကနေဖွာအတိုးချနေလျက်အမားအိမ်မှာသူဆက်လေးငတ်ခဲပုံရတယ်ပြောင်းဖူးဖက်ဆက်လေးကခီးသွားရင်လူအများကြတဲ့ဖွာလို့မတင်ပြန်မီးကတရေရဲနဲ့ဘေးလူကို အာနာနေရတယ်အမားကလည်းအဖေတို့အမေတို့ဆက်လေးတောက်တာမကြိုက်ပါဘူး အမေကတော့သူ16နှစ်သမီးအရွယ်ကလေးကတောင်းလာခဲ့တဲ့ဆဲလိတ်ကိုမဖြတ်နိုင်ပါနဲ့။သူ့အိမ်ကိုမသွားရခါမှ နေရောဆိုတဲ့ထားရီတို့အမေသူမျိုးရည်ကိုလွမ်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့၅ရက်ပဲနေပြီးသူ့မျိုးကိုပြန်လာတယ်။နေအမကဖျားရဲအစုံလိုက်ပို့ပါတယ်။အစားအသောက်တွေလည်းအကုန်ဝယ်ကျွေးတယ်။နေအဖေဆို ဖာလူတာဆိုတဲ့ဟာကြီးတောက်ပြီးသွားကျင်သွားလို့နှစ်ရက်လောက်ထမင်းကောင်းကောင်းမစားနိုင်ဘူး။ သူကလည်းဆိုတာလေဘဲသွားသွားကောင်းပေါင်းကြီးတကားကားနဲ့အေးနေမကလည်းအဖေကအဲ့ဒီကောင်းပေါင်းကြီးချွတ်ထားပါဆိုလေငါမနေတတ်ဘူးအကြီးမကြီးဆိုပြီးပိတ်ခတ်နေတာထားရင်သူတို့လင်မယားက ထမင်းစားပြတာနဲ့စာအုပ်ဖတ်တဲ့သူနဲ့တီဗီကြည့်တဲ့သူနဲ့ဆိုတော့ငါတို့နှစ်ယောက်ကငေါင်းဆင်းဆင်းနဲ့အေးသူတို့မှာကလေးကလည်းမရှိတော့အိမ်မှာမွေးထားတဲ့ခွေးနှကောင်ကိုသားသမီးလိုချစ်နေတာအော်ဩပါရဲ့အေး သားသမီးမွေးလို့ရပါရဲ့နဲ့အလှပြတ်မှကြောက်တဲ့ညီအမငါတော့တဲတဘောမတွေ့လှဘူးငါမြေးတွေကိုလွှမ်းလှတယ်ငါတို့မှဘာလေးပဲစားရစားရငါမြေးတွေနဲ့အတူစားလာခဲ့ကြတာဆိုတော့နေ့တိုင်းကိုတရေရနေတာငါမြေးတွေပြောတာဆိုတာကိုငါတို့တွေကတဘောတွေကြာရီမောနေကြဆိုတော့သူတို့လေးတွေကငါတို့အတွက်အသက်ရှည်စေလေအမေကစကားပြောလို့အပြေးမှာမြင်းအငယ်ကောင်ကသူ့အဖို့ရင်ခွင်ထဲရှောင်းနေပြီး ။သမီးကြီးကအဖွားအတွက်လက်ဖက်အစ်ကိုယူလာပေးပြီးအနားမှာထိုင်နေတယ်။နှွေမိုးဆောင်ရာတီတွေပြောင်းခဲ့ပြီးမနစ်တုံကအဖေဆုံးသွားတယ်။အမကြီးမှာအမေတယောက်တည်းမို့ထားရီတို့မိသားစု အမေနဲ့အတူနေရတယ်။ထားရီရဲ့ကလေးသုံးယောက်မှာတမီးကြီးကအိမ်အောင်ကြပြီးအရင်ထားရီတို့နေခဲ့တဲ့အမေအိမ်ချေရင်ကအိမ်မှာနေကြတယ်။ဒုတိယသားကကြောင်စရာဖြစ်နေပြီးဒီမြို့လေးမှာပဲတာဝန်ကြတယ် ူအိမ်ထောင်တဲ့သူထားရီတို့နဲ့မျက်စောင်းထိုးအိမ်မှာနေတယ်။တတရသမီးလေးကပညာရေးမှာအားနေသူမို့ကြောင်းဆက်မတက်တော့ပဲအိမ်မှုကိစ္စတွေကူညီတယ်။နေ့လည်ခင်းမှာရက်ကန်းရုံမှာရက်ကန်းခတ်တယ်။ကိုလာအေကတော့ကွင်းထဲမှာအနေများတယ်။လယ်ဆိုင်ချိန်ဆို သူကဦးစီးဦးရွက်လောက်ကန်ရတာကြောင့်အိမ်ဖက်ကိုတိမ်မလာနိုင်ဘူး။သူလိုအပ်တဲ့ပစ္စည်းတွေကိုတမတ်လေးကမကြာခဏသွားပို့ပေးရတယ်။ စာအုပ်ရာသီအစားလောက်မှာတော့အမအမျိုးသားဆုံးပါသွားတဲ့တည်ရလုံးအမေနဲ့ထားရီမြို့ကိုလိုက်သွားတယ်။ရက်လက်ပြီးတဲ့အခါမှာတော့အမကထားရီတို့နဲ့ပြန်လိုက်လာခဲ့တယ်။အမကစိတ်ပြေလက်ပြောင်းကြကြလေးနေမယ်လို့ပြောတယ်။အိမ်အပေါ်ထပ်မှာအမနဲ့သမီးငယ်လေးတို့အိတ်တယ်။အမေကတော့ညာဖက်ကိုအပေါ့အလေးသွားရတာလွယ်ကူအောင်ထားရီနဲ့အောက်ထပ်မှာအိတ်တယ်။အမကသူ့မှာပါလာတဲ့အိယာခင်းဆောင်ခေါင်းအုံးကိုသာတုံးတယ်။ မွေပြည်တက်နေတဲ့သူပစ္စည်းတွေက နိုင်ငံသားကလာတာတွေတယ်။ဟုတ်မှာပါလေ။ထားရီကန်ကြည့်တာအိဆက်ညံ့ညောနေတာပဲ။ထားရီတော့တုံးနေတာတွေကတော့ခြိချမ်းဖြင့်ချမ်းထဲတွေပါ။မနက်ပိုင်းမှာတော့ထားရီတို့ကကောက်နှင်းပေါင်းနဲ့ငှချောက်ဖုတ်ထားတယ်။ထမင်းချမ်းကိုစားကြတဲ့သူတွေကစားတယ်။အမကတော့သူ့မှာပါလာတဲ့ကော်ဖီကိုတောက်တာတွေ့တယ်။မုတ်ပုံးတွေကမုတ်တွေကိုစားတယ်။ ချဲရင်အိမ်ကထားရီသမီးကြီးကသူ့အဖွားအဝတ်တွေယူလျှော်ရင်းနဲ့အမရဲ့အင်ဂျီတွေကိုပါယူလျှော်ပေးနေတယ်။အမကဟဲ့ဟဲ့မေစင်ငါအင်ဂျီတွေကိုအဲ့ဒီစက်ပြတွေနဲ့မလျှော်နဲ့။စက်ပြကျန်းတွေနဲ့လျှော်ရင်အဝတ်တွေပျက်စီးကုန်လိမ့်မယ်။ဒီမလာယူငါအင်ဂျီတွေကိုလက်ကလေးနဲ့အသားလေးပုတ်ပြီးလျှော်နော်။နေဘူးထဲမှာလည်းမလန်းနဲ့။အရောင်တွေလွင့်ကုန်မယ်။မေစင်ကပထမတော့ပြန်ပြောမယ့်ပုံစံလုပ်နေပြီးခါမှာ သူ့အမေပြောထားတဲ့စကားကိုပြန်ကြားရောင်ပြီးစိတ်လျှော့သွားဟန်နဲ့ခေါင်းကိုငုံပြီးအဝတ်တွေကိုဆက်လျှော့နေလိုက်တယ်။တမီးကြီးရဲ့ကြီးမေကပါပြောပြောတီးခန့်ပေးပါနော်။သူ့ခမားလင်းယောက်ျားကဆုံးခါစားဆိုတော့အရာရာကိုဝမ်းနေနေရှာတာ။အမေကြိုပြောထားတာနော်။အဖွားမျက်နှာအမေမျက်နှာထောက်ထားပြီးတမီးတီးခန့်ပေးပါတမီးရဲ့။ထားရည်ရဲ့ညီအတော်ကိုအိုစားသွားပါလားအေး။ ညီနဲ့ငါငါးနှစ်လောက်တောင်ကွာတာမသိတဲ့လူတွေဆိုရင်ညီကအမငါ့ညီမလို့ထင်ရမယ်ညီခြေတောက်တွေကိုပြန်ကြည့်စမ်းပါဦးခြေတမန်တက်ပြီးပကြအဲ့တွေတောင်ဖြစ်နေပါလားနည်းနည်းပါပါပြ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 လေးများနေစမ်းပါတော့ထားကြီးကိုတေချာကြည့်ပြီးပြောနေတဲ့အမစကားကြောင့်ထားကြီးပြုံးနေမိတယ်။အမရဲ့အမကယောက်ျားလုံးစာကိုအေးအေးဆစ်ဆစ်ထိုင်စားရတာလေ။ကျမကကလေးတွေနဲ့မလောင်ကတော့အလုပ်လုပ်ရသေးတယ်။ လဲတဲ့ကိုင်းထဲလဲဆင်းရသေးတယ်လေလဲလို့ကိုင်းလို့ဆိုတာအမအတိပဲမဟုတ်လားမိဘတွေကိုအနီးကပ်စောင့်ရှောက်ရတာထားကြီးလေထင်းကွယ်ပေးရတာထားကြီးရေခတ်ပေးရတာထားကြီးဆိုတော့အရွယ်တင်နဲ့အရွယ်ကျတယ်ဆိုတာလည်းမသိတော့ပါဘူးမှန်ကိုလည်းတေချာမကြည့်ဖြစ်တာကြပါရေကျဲကျဲနဲ့ပြောနေတဲ့ထားကြီးစကားကိုအမေကပြုံးပြီးနားထောင်နေတယ်ညီကအရွယ်နဲ့မလောက်အောင်ကလေးတွေမွေးတာကိုနောက်ပြီးကိုကိုကိုလည်းမပြုတ်မပြင်းနဲ့ ဖြစ်တယ်လို့နေတော့မြ мян အိုတာပေါ့ဤသားရဲ့အမစကားကို ပြန်ပြီးမချေပါတော့ပါဘူး။အိုချင်လဲအိုပါစေတော့အမရဲ့။သားကြီးကိုယ်တိုင်ကလည်းခလေးချစ်တတ်တာလေ။ခုလည်းမေဆင်းရဲ့ချွေးမလေးကမွေးလာမဲ့မြေးလေးတွေကိုစိတ်ကူးတဲ့ကနေပုံဖော်နေသူပါ။နေ့လည်ခင်ထမင်းမစားခင်အိမ်နဲ့မျက်စောင်းထိုးမှနေတဲ့ချွေးမလေးကဟင်းလာပေါ်တယ်။အမကြိုက်တဲ့ငစင်ရိုင်းကိုဈေးမှာလက်လက်ဆက်ဆက်လေးရလာလို့ ပင်စိမ်းလေးအုပ်ပြီးမှုမွေးလေးချက်ထားတာလာပို့လာတယ်။တမီးကြီးမေစင်ကစက်သားနဲ့ဘူးတီချက်ထားတာပို့လာတယ်။တမီးငယ်မေလွင်ကတော့အဖွားနဲ့အမေထမင်းတွေကိုရှော့ပေးထားခဲ့ပြီးရကန်းယုံကိုသွားဖို့ပြင်ဆင်နေပြီ။ညနေဆောင်မှာတော့တားလက်ចောင်းစရာလေးကစပိန်လေးနဲ့အိမ်ဝိုင်းထဲဝင်လာတယ်။လက်ထဲမှာအထုပ်တစ်ထုပ်နဲ့အဖွားရေဟောဒီမှာအဖွားဖို့ဆေးပလင်းတားလမ်းကျုံနာနဲ့တခါလဲဝင်ဝဲလာခဲ့တယ်။ ပေါင်မို့တိုက်နာရောက်လို့ပေါင်မို့နုနုလေးအမေဖို့ပါဝဲလာခဲ့တယ်။ညာဖဲရောက်တော့မေဆင့်အမျိုးသားလေးကအဖွားနဲ့သူ့ရောက်ခမဖြစ်သူတို့ကိုခြေတော့စေလူပေးနေလေရဲ့။မျက်နှာပြုံပြုံလေးနဲ့ထားရီခြေတော့ကိုများဆဲရွေလိန်ပြီးနှိပ်ပေးနေတာ။သူ့မွေတုံးကခြေပွားလေးမို့သူ့လက်ကနှိပ်တာအကြောထိတဲ့။အဖွားကိုနောက်နောက်ပြောင်ပြောင်နဲ့ပကွက်ရရပြောရင်ပွဲစီနေတော့တာပဲ။မေဆင့်ရဲ့ အမေနဲ့အဖွားဖို့လက်ဖက်ချအကောင်စာလက်ဆောင်ရထားတာသွားယူလိုက်ပါဟာငါမိကြံခဲ့လို့ဒီမှာတော်ရင်ဒီမှာကြုံမမေ့ဘူးယူလာတယ်လူငယ်လေးဟာတော်တော်လက်လက်နဲ့အနားမှာရှိတဲ့ရင်နှင်းတပ်ဘူးတဲကရင်နှင်းကို မက်ကွက်တစ်ခုနဲ့ထည့်ပြီးလက်ဖက်ချကိုအနေငယ်ထည့်လိုက်တယ်တအောင်ကြတော့ထားရီကိုရင်နှင်းချန်တောက်စီပြီးဘယ်လိုနေလဲအမေမွေးရလားကလေးတယောက်ရဲ့ဟန်ပန်မျိုးနဲ့မင်းနေပါတယ် တားလက်တို့လင်မယားနှစ်ယောက်အိမ်ပေါ်တက်လာတာတွေ့တယ်။လက်ထဲမှာကြိုက်သလုံးနဲ့ငရမ်းချောင်စားပေါလေးတွေရလာလို့တခါတည်းမီးဖုတ်စီပါဆန်းခဲ့တယ်။ဟန်ကြတာပေါညီလေးရာဒီမှာအမေတို့ရင်ဝင်ကြတောက်နေကြတာ။အာဘူရာနဲ့အတော်ပဲကွ။သူကလည်းပြောရောင်းပဖြစ်သူစီကကြိုက်ကိုလည်းလှမ်းယူငရမ်းချောက်လေးစားလိုက်ရင်နှွေးချမ်းပူပူလေးမှုတ်တောက်လိုက်နဲ့မိသားစုလေးရဲ့ညချမ်းလေးမှာရည်တံမောတံတွင်နေပါ အမားကတော့ခေါင်းရင်းဖက်နာလေးမှထိုင်ပြီးထားရီသားသမီးတွေပြောသမျှကိုမျက်မှောင်ကြီးကြုံပြီးကြည်နေတယ်။စူညာစွာပြောဆိုနေတဲ့သူ့သားသမီးတွေကြောင့်အမကိုထားရီကအာနာနေတယ်။ခဏကြာတော့သမီးအငယ်မလေးကအမကိုအိမ်ပေါ်ထပ်မှကြီးမေအတွက်အိယာခင်သားပြီးပြီလို့ပြောပြီးအမအိမ်ပေါ်ထပ်ကိုတက်သွားတယ်။မေလွင့်ကို အမကမေလွင့်ငါခန်ထဲကငါပစ္စည်းတွေတခုမှယူမကိုင်းနဲ့နော်။ မိတ်ကတ်တွေနှစ်ခန်းညီတွေရေမွေးတွေကနိုင်ငံသားကလာတာနင်းတော့မသုံးသက်ဘူး15နှစ်သမီးမေလွင်စင်စားနေတယ်သူမနေ့ကကြီးမေအတွဲအခန်းပြင်ပင်းရင်ကြီးမေပစ္စည်းလေးတွေယူကြည့်မိတယ်အလှအပါကြိုက်တဲ့အရွယ်မောအလှပြင်ပစ္စည်းလေးတွေတွေ့ရင်ကင်ကြည့်မိတာပါကြည်မေကငါယူပြီးကန်ကြည့်မိတာတည်တယ်နဲ့တူတယ်။အမေကိုသွားတိုင်လိုက်ရင်ဒုက္ခပဲ။နောက်ကိုမျက်စိရှိတွေ့ရင်တော့မကြည့်တော့ပါဘူး။ တကိုယ်တည်းရေရွနေတဲ့မေလွင်ဒီနေ့အိယာဆော့ဆော့ဝင်ခဲ့ပါတယ်။နောက်ရက်များမှာတော့အမကညနေဖက်ထမင်းစားပြီးတာနဲ့အိမ်မော်ထက်ကိုတက်သွားပြီးပြန်စင်းမလာတော့ပါ။သားရီသားသမီးတွေတမတ်တွေချွေးမတွေကတော့ထုံးစံအတိုင်းအိမ်အောက်ထပ်မှာစကားတွေပြောကြရီမောကြနဲ့ဆူညံမြဲပါအမေကတော့ကုန်းတမြုံမြုံနဲ့မြေးတွေပြောသမျှပြုံးတုံးတုံးလုပ်နေလေရဲ့ တလားခန့်အကြာမှာတော့တမနက်မှာအမကမေလွင့်ကိုအဖို့ခေါ်ပြီးထိုင်းရုံမျိုးကနာမည်ကြီးစတိုးဆိုင်ကိုသွားပါတယ်။အမကသူ့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုများစွာဝယ်ယူတယ်။မေလွင့်မျက်လုံးတွေက ကောင်နာပေါ်ကမှန်လေးနဲ့မိတ်ကပ်ဘူးလေးစီမှာဝေ့ဝဲလျက်ပါ။သူမှသွားကင်ကြည့်လိုက်သေးတယ်။ဘူးလေးပေါ်ကဈေးနှုန်းကိုဖတ်ကြည့်တယ်။အမေပေးတော်မဖိုးလေးကိုစုပြေးဝယ်မယ်လို့အားခဲထားလိုက်တယ်။အင်ကိုသာပြန်လာခဲ့ရတယ်။ မေလွန်းစိတ်တွေကမိတ်ကပ်ဘူးလေးစီမှာကြံရစ်ခဲ့တယ်။မေစင်းကမေးတယ်။အငငယ်မကြီးမင်းနဲ့စတိုးဆိုင်လိုက်သွားတာနင့်ကိုပါဝယ်ပေးလေ။မာကြီးရဲ့သူ့လိုအပ်တာတွေပဲသူ့ဝယ်တာပါ။ညီမလေးကိုဘာမှမဝယ်ပေးပါဘူး။မေစင်းစိတ်ထဲအနှဲငယ်မြတ်သွားတယ်။ကလေးကိုအဖော်ခေါ်သွားပြီးစညက်လေတခုတောင်ဝယ်မပေးတာကတော့ဟင်းအမေအမေအမေစကားနားထောင်နေရလို့ အဖွားကိုလည်းချစ်လို့ဒီမျက်နှာတွေကြောင့်မဟုတ်လို့ကတော့မေစစ်အကြောင်းပြရသေးတပါငါတို့လည်းသူ့သွေးပဲမတူမတန်တလို့လူရမသွင်းချင်တလို့ ਨੇ အလကားအတ္တသမားတကိုကောင်းဆန်လွန်း ਨੇ မေစစ်ဒေါ်တာစကားတွေကအပြင်ကိုထွက်မလာပါထားရီတို့အမအနေမကောင်းလို့မျိုးကစေယုံတက်ရတယ်ထားရီတို့တွေတလှည့်စီဆောင်ပေးတယ်အရေးပေါ်အခြေအနေတိဖြစ်သွားလို့တွေ့တွင်ရပါတယ် မေဆင်းစီကသွေးကိုသွင်ရတယ်။အမေဟာပကုန်းပေါ်ကတပတ်ကလေးနဲ့ကြားလာတဲ့မျက်ရည်တွေကိုတုပ်ပြီးတိတ်တိတ်ကလေးကြိတ်ငုံနေတယ်။သူ့သမီးကြီးကိုတနာလို့ငိုနေတာလား။ထားရီသားသမီးတွေအပေါ်အမဘယ်လိုမောင်းမောင်းမာမာဆက်ဆံနေဆိုတာအမေသိတာပေါ့။အခုတော့မေဆင်းသွေးတွေက အမခန္ဓာကိုယ်ထဲမှာစီစဉ်နေပြီ။အမေဘယ်သူအတွက်ဝမ်းနေပြီးမျက်ရည်ကျနေတယ်ဆိုတာကာယကံရှင်ပဲသိပါလိမ့်မယ်။ ဆေးရုံမှာတပတ်လောက်နေပြီးမှအမဆေးရုံကဆင်းရတယ်။ချွေးမလည်းအိမ်ကဆံပြုတ်တွေလာပေါ်တယ်။မေဆင်းကလည်းသူ့ကြီးမေအဝတ်တွေကိုတိတ်ချလျှော့ပေးတယ်။အမနားမှာဝိုင်းပြီးစကားစမြည်ပြောပေးကြတယ်။အမအိတ်တော်မှာကိုယ့်အိမ်ကိုပြန်တဲ့လူနဲ့ထားရီတို့လည်းအိတ်ရောက်ဝင်ခဲ့ကြတယ်။အမလည်းအတော်နေထိုင်ကောင်းလာပြီ။ရန်ကုန်ကိုပြန်တော့မယ်ဆိုတော့အမေပါလာရတယ်။ထားရီတို့လည်းအမကိုမတားဖြစ်တော့ပါဘူး။ ဘာကိစ္စပဲဖြစ်ဖြစ်အရေးကြီးရင်လှမ်းအကြောင်းကြားလိုက်ပါလို့မှားလိုက်တယ်။ဖြူဖြူတန်တန်လေးနဲ့အမဲလှပနေတဲ့ထားရီတို့အမစွဲတာပန်းရောင်လေးနဲ့လိုက်ဖက်တဲ့နှကန်းနီရောင်လေးဆိုပြီးကားပေါ်ကနေလက်ကလေးပြနှုတ်ဆက်နေပုံလေးကိုကထားရီမျက်စိထဲမှာကြည့်ကောင်းနေတာပါ။ဒီအိမ်ကြီးထဲမှာအမေနဲ့မေကြီးအပြင်အိမ်အကူကောင်မလေးတယောက်၃ယောက်ပဲရှိတယ်။မနက်မောလင်းတော့တားမိနှစ်ယောက်မနက်စာစား အိမ်ရှိထွယ်ငှက်ကလေးတွေအစာကျွေးဖျားခံဝင်နေ့လည်ခင်ထမင်းစားပြီးပြန်တော့တရေသမောအိမ်ညနေဖက်ကိုအိမ်ထဲမှာပဲဟိုနားဒီနားခဏလေးလမ်းရှောင်းညနေစာကိုတားမိနှစ်ယောက်စားအဲခန်းနဲ့တအောင်တနာတီဗီကြီးအိမ်ရဝင်းနဲ့တနေ့တာအချိန်ကုံဆုံးသွားခဲ့တယ်အမေကိုဖျားလိုက်ပို့တယ်အမေကြိုက်တတ်တဲ့အစားအစာလေးတွေလည်းဝယ်ကျူတယ်။အမေကထမင်းစားနေလို့နဲ့ ညာဘက်ကိုလည်းဆော့ဆော့အိယာဝင်နေဒီလိုနဲ့တလားလောက်နေတော့အိမ်မှာအလုံးလုံးတက်ကောင်းပါလေကသူ့မိဘနေမကောင်းလို့ခွင့်ယူပြီးပြန်သွားတယ်မိဆွေတယောက်ရဲ့အကူအညီနဲ့အိမ်အကူမိန်းကလေးတယောက်ထပ်ခေါ်ရတယ်မနဲ့ဆော့ဆော့လာညနေပြန်အဆင်ပြေပါတယ်အိမ်အကူမိန်းကလေးကမနဲ့စာကို မေရီရွတ်အိမ်မှာစားတယ်ညနေစာထမင်းကျွေးရင်မစားလို့ဘူးအိမ်ကိုကြိုက်ကလေးနဲ့ထည့်ယူသွားတယ် အိမ်ကဟင်းတွေပေါ်တာအကုန်ကို မေကြီးကထည့်ပေးလိုက်တယ်။သူကပြောတယ်။ကျမမှာကလေးနှစ်ယောက်ရှိတယ်အမရဲ့။အမေအိုကြီးလည်းရှိတယ်။စကားမပြောတတ်တဲ့ညီမလေးလည်းရှိတယ်။ကျမကဒီမှာဟင်းကောင်းတွေစားရပါတယ်။ကျမမိသားစုကိုကြွေးချင်ပါတယ်။ဒါကြောင့်ညနေဖက်ကျမဒီမှာထမင်းမစားတာပါ။ကျမကိုအမတို့ထည့်ပေးလိုက်တဲ့ဟင်းတွေကအများကြီးလေ။အိမ်ရောက်တော့မိသားစုတွေဝိုင်းဖွဲ့ပြီးစားကြတယ်။ မိသားစုနဲ့စာရတော့ပျော်လဲပျော်တယ်။စိတ်လည်းချမ်းသာတယ်အမရဲ့။သူပြောတဲ့စကားတွေကိုမယ်ရီနောက်ဖက်နာကနေနားထောင်နေတဲ့အမေကကြားတော့အမေငိုင်သွားပါတယ်။ညနေဖယ်ရောက်တော့အမေကအမေအိမ်ပြန်ချင်နေပြီကွယ်။မြေးလေးတွေကိုတအားလွမ်းနေ။မေယီအံ့ဩသွားပါတယ်။အမေကိုဒီမှာပြေးဆုံနေအောင်ထားပေးနေတာတော့ထားရီတို့ကိုလွမ်းတဲ့။အမေကလည်း အမေပါစားချင်လဲပါလို့ချင်လဲဒီမှာအကုန်ပြည့်စုံအောင်လုပ်ပေးထားတာကိုပြောရင်လည်းခံရတော့မှာပဲမေရီရဲ့သမီးကအမေကိုလိုလေသိမရှိထားပေးတာအမေကျေးဇူးတင်ပါတယ်အမေကဟိုးအရင်ကတည်းကမြေးရည်နဲ့ဆွဆွညံ့ညံ့ဆွဆွယုံယုံနေလာခဲ့တာလေအခုလိုကြတော့အမေမပြောတော့ဘူးပြန်ချင်တယ်ဆိုတော့လည်းစစ်စင်ပေးရမှာပေါ့အမေရဲ့အမေကိုလည်းအံ့ဩတယ်လိုလေသိမရှိထားပါရန်နဲ့မနေနိုင်ဘူး မြေးတွေကမွေးလာမဲ့ကလေးတွေကိုထင်ရအောင်မယ်။နာအေးပါအေးမနေနိုင်ဘူး။အပူရှာတယ်။ကျမကတော့ရှင်းရှင်းပဲ။မျက်စိရှုပ်နားရှုပ်တာတွေနည်းနည်းမှမကြိုက်ဘူး။အာယုံနောက်လည်းမခံနိုင်ဘူး။မေကြီးစကားကြောင့်အမေစိတ်မကောင်းဖြစ်သွားတယ်။မိသားစုဆိုတာအပူမဟုတ်ပါဘူးမေကြီး။မြစ်တာတရားတွေအများဆုံးရှိတဲ့မိသားစုဆိုတဲ့အရာလေးကကဘာပေါ်မှာချစ်ဖို့အကောင်းဆုံးပါ။နွေးထွေးတဲ့မြစ်တာတရားကိုမိသားစုစီကသာရတာပါ။ လူဆိုတာမေတ္တာပေးတတ်ရတဲ့သမီးရဲ့ကိုကသာမေတ္တာပေးရင်သူ့စီကလည်းမေတ္တာပြန်ရတတ်ပါတယ်။ကို့အသွေးသားအပေါ်မှာတော့မေတ္တာခံကြောက်တဲ့သမီးကို အမေပဲလို့ပြောရမှတော့မသိတော့ဘူး။ထားရီရဲ့တမက်ကလေးကအမေကိုလာခေါ်သွားပါတယ်။အမေရဲ့အိတ်ကိုတစ်ဖက်ကဆွဲတယ်။တစ်ဖက်ကအမေရဲ့လက်ကိုကြစ်ကြစ်ပါအောင်ဆုပ်ကင်ထားပြီးအငှားကားပေါ်တက်သွားပါတယ်။မျိုးပြမှာအမေကိုပြေဆုံးအောင်ထားပေမဲ့လည်းအမေမပြောပါဘူး။ မေရီကအမေကိုအတင်းခေါ်ထားမယ်ဆို အမေဘာမှမတတ်နိုင်ပါမေရီစဉ်းစားရပါမယ်ဟိုမာကထားရီတို့မိသားစုနဲ့အမေကတသက်လုံးနေလာတာပါမြေးရဲတအုံဓမ္မကြီးနဲ့ပျော်ရွှင်စွာစကားတွေပြောကြညင်းခုန်ကြရီမောကြနဲ့ဆိုတော့ဟုတ်တာပေါ့လေဖះသွားအောင်တက်ကအစာ ဥပုံနေပါမကြမ်းအမေမှမြေးရဲစုဝဲစုညံစွာနဲ့ရက်ဆွေရက်မျိုးတွေနဲ့ကို့မွေးရက်မြင်းလေး အသက်ကြီးလာရင်ကိုယ်စာတီးကိုပို့ခင်တွယ်လာတတ်ကြတယ်လို့လူကြီးသူမတွေပြောတာကြားဖူးတယ်။အမေလည်းဒီလိုပဲနေမှာပေါ့။အမေလောက်ရကမှတ်ပါတယ်။သူမနေချင်တဲ့အရှက်မှမနေဘူး။ပုံပွင့်လင်းလင်းပဲမေရီကိုပြောတယ်။မေရီဖက်ကိုငှဲ့ပြီးကျိတ်မိတ်နေပြန်ရင် လူကြီးဆိုတော့စိတ်ဆင်းရဲပြီးအစားအသောက်ကပထမဆုံးပြတ်မယ်။အစားအသောက်ပြတ်ရင်အရေးပြတ်လာမယ်။ကြာရင်ကြားမရင်ချွတ်တက်လာမယ်။ အဲဒီခါကျရင်လွန်မားဆိုရင် ကောင်းတာဘာမှမရှိဘူးပဲအမေစကားကမေ၏နားထက်မှာတဝဲလဲလဲနဲ့ပါ လူဆိုတာမေတ္တာပေးတတ်ရတဲ့သမီးရတဲ့အမေပြန်သွားတော့အရင်တည်းကခင်မီရင်းနေပြီးညီအမလိုနေလာ ခဲ့တဲ့မဆွေက သူ့သမီးအကြီးမလေးကို မေရီနဲ့အဖော်ရအောင်အိမ်မှာလာထားပေးတယ်။ကောင်မလေးကစကားသိမ်းမပြောဘူး။စာအုပ်ဖတ်နေတယ်။မေရီနဲ့ထမင်းအတူစားတယ်။ သူ့ဖုန်းသူတုံးနေတယ်။ထမင်းစားပြေးတာနဲ့သူ့အခန်းသူဝင်သွားတယ်။ထားရီတို့အိမ်ကလက်ပန့်ပင်ဇရက်ကြသလိုစူညံနေတဲ့အတန်တွေကိုလွမ်းတလို့လို့နဲ့ပြုံမိတယ်။နောက်နေ့မနက်တော့ကောင်မလေးကအန်ဒီသမီးအပြင်သွားစားရှိလို့မှန်တင်ကုန်ခဏသုံးမယ်နော်။ကျမမှန်တင်ကုန်ပေါ်ကပစ္စည်းတွေကိုသူယူသုံးပါတယ်။စိတ်ကြိုက်အလှပြင်ပြီးတဲ့အခါမှာတော့အဝတ်စားလှလှလေးဝယ်ပြီးသူမအပြင်ထွက်သွားတယ်။ ကျမမှန်တင်ကုံပေါ်ကပစ္စည်းတွေကိုစနစ်တကျပြန်ထားလိုက်တယ်။ငါ green bag ဘူးအစ်စ်လေးလည်းမတွေ့ပါလား။ကောင်မလေးခဏယူသွားတယ်ချင်းနေ။မင်းကလေးဆိုတော့အပြင်သွားရင် green bag ဘူးလေးတော့စလင်းပတ်အိတ်ထဲထည့်သွားအောင်မှာပေါ့။ညနေဖဲကောင်မလေးပြန်ရောက်တဲ့အချိန်ကျမမမေးဖြစ်ပါ။သူ့ဘာသာသူပြန်ထားပါလိမ့်မယ်လေးဆိုပြီးပေါ့။အန်တီမှန်တင်ကုံပေါ်က green bag ဘူးလေးတမိကြိုက်လို့ယူလိုက်ပြီအန်တီ။တမိလိုက်ရှာနေတာဒီအောင်ဒီအနက်လေး။ ခလေးပီပီဟန်ကြည်ကြည်ပြောနေတဲ့သူကမေလွင့်ထက်တော်အသက်ကြီးလိမ့်မယ်။အမေတို့မြို့မှာမေလွင့်နဲ့အတူစူပါမတ်ကတ်ရောက်တော့မေလွင့်မျက်စိမခွာနိုင်ဖြစ်နေခဲ့တဲ့မိတ်ကပ်ဘူးလေးကိုသတိရမိသေးတယ်။သူမှနှစ်သက်နေမှန်တည်နေပါချင်နဲ့မတိကြုံကြုံပြုခဲ့မိတယ်။ဘာတံပိုးမှမရှိတဲ့မိတ်ကပ်ဘူးလေးအတွက်ဝယ်မပေးခဲ့မိတာကိုခုမှနောင်တရနေမိတယ်။ညနေဘက်က အစားစားတာများသွားလို့ထင်တယ်။ညရောက်တော့အစာမကျဖြစ်တယ်။ တညလုံးလူလူလွလွနဲ့အိမ်မပြောဖြစ်ရတယ်။ကောင်မလေးအခန်းဘက်စီက စကားပြောတန်ကြလို့တစ်ချက်နာဆွေးမိတယ်။သူ့ကောင်လေးနဲ့ဖုန်းပြောနေတာကိုအိမ်ရတဲ့စီ ပြန်ဝင်လာခင်မိတယ်။နောက်ကျောဖက်စီကိုနှိမ့်နယ်ပေးတာလေးဆိုတတလိုတတညာဆိုတဲ့စိတ်ကလေးဝင်မိတယ်။အိမ်ရထမှာဟိုလက်ဒီလက်နဲ့မိုးစင်စင်လင်းသွားတယ်။အန်ဒီညကနေမကောင်းလို့တညလုံးအိတ်မပြောဘူးသမီးရဲ့ဟုတ်လားအန်ဒီ တမီးအိမ်ခဏပြောင်းမနော်အမေကိုတတိယလိုပါအေးပါတမီးရဲ့ပြန်မပြန်မတစိမ့်လေတားပိုင်ခွဲမှမရှိတာကို့သွေးသားဆိုရင်တော့တမျိုးပေါ့ကောင်မလေးကပေါ့ပါလွတ်လပ်စွာခြံရှိကိုထွက်သွားတယ်။အိမ်အကူကောင်မလေးကမဲကြီးကိုဆေးပြုတ်စီတွေလိမ့်ပေးတယ်။ဒီနေ့ဆံပြုတ်ပဲတောက်ဖို့ပြောတယ်။ခါနာလာတဲ့အိမ်ကြီးထဲမှာလိုလေသေးမရှိပြည့်စုံနေတဲ့မဲကြီး မဲရင်မှာငွေကျဲဥစ္စာအကုန်ပြေဆုံးပါတယ်။ထမင်းစပွဲပေါ်မှာလိုရာမရှိစေရဟင်းတွေအရှံပဲပါ။မဲရီပါတကူမှကတွင်မတွေ့ပါဘူး။စားမိတဲ့ဟင်းပွဲတိုင်းမှာ စားမပါသလိုပေါပြက်ပြက်အရသာကိုပဲရှာမှခန်းစားမိတယ်။ထိုင်းရိုးအိမ်မှာဝိုင်းဖွဲ့စားခဲ့ရတဲ့တီးဆုံချင်းရင်ဟင်းလွမ်းမိပါရဲ့။သူတို့ဝိုင်းဖွဲ့ပြောနေခဲ့တဲ့စကားဝိုင်းထဲဝင်မပါမိတာနောင်တရနေမိတယ်။ ဘာတံပိုးမှမရှိတဲ့ရုပ်ဝတ္ထုပစ္စည်းတွေအတွေ့မောင်းမှခဲ့ဖူးတယ်။ငါသာလင်ဆိုတဲ့စိတ်နဲ့သူတို့တွေကိုခတ်ဆိန်ဆိန်ဆက်ဆံခဲ့ဖူးတယ်။ငါမှအရာအလုံးပြေဆုံးတယ်၊ငွေရှိတယ်၊ငွေနဲ့အရာရာကို ဖန်တီးယူနိုင်တယ်။အဲ့ဒီစိတ်နဲ့နေနေခဲ့တာ။အိမ်အကူကောင်မလေးကို ပြောမိတယ်။ဒီတညလောက်ကျမနဲ့အဖော်ရအောင်နေပေးပါလား။ကျမငွေအပေါ်ပေးပါမယ်။ ကျွန်မကူညီချင်ပါတယ်အမရေ ကျွန်မပြန်အလာကိုမျှော်နေတဲ့ကျွန်မမိသားစုရှိတယ်ဒါကြောင့်မကျွန်မမှာရှိတဲ့ငွေကြေးအတုံးတဲ့ပါရဲ့လားမဆွေရဲ့သမီးလေးကဖုန်းဆက်တယ်သူပြန်မလာဖြစ်တော့ပါတယ်အန်ဒီကိုအားနာပါတယ်ဟူဘယ်မှာလဲနှွေးထွေးတဲ့မြတ်တာတရားသူတို့ကဒစိမ့်တွေပဲလေကို့အပေါ်မှာငဲ့ညထောက်ထားဆရာမရှိတာ တကယ်တမ်းကျတော့နှွေးထွေးမှုဆိုတဲ့မေတ္တာတရားကိုသာမေယီလိုအပ်နေတာပါ။ထားရီရောစီငါလာမဟိလိုဖုံးဆက်လိုက်ရုံနဲ့ဟန်ဆောင်မှုကင်းစွာဖြင့်ပျော်ရွှင်သွားကြတဲ့သူတို့အားလုံးရဲ့အတန်ကိုဖုန်းထဲကကြားလိုက်ရတယ်။နောက်နေ့မနေ့အစောဆုံးထွက်တဲ့ကားနဲ့ထားရီတို့လိုက်လာကြတယ်။မေစင်းနဲ့မေလွင်လည်းပါလာကြတယ်။ကိုဝန်ကြီးနဲ့မေစင်က သူ့ကြီးမေလက်ကလေးကိုစောက်ခံထားရင်းကား ဒီမှာတယောက်တည်းဘာလို့နေမှလဲကြီးမေရဲ့။တမီးတို့တွေနဲ့အတူနေရအောင်ပါ။ကြီးမေနေမကောင်းဘူးဆိုလို့တမီးတို့တွေကစိတ်ပူသွားတာ။ဒီမှာနေချင်နေဆိုရင်လည်းမေလွင့်ကိုခေါ်ထားပြင်းနေလေ။တမီးတို့မြုပ်နဲ့ဒီကိုသွားချင်လာချင်လှုပ်ပြင်းနေလေကြီးမေ။ဘာမှအားမငယ်ပါနဲ့ကြီးမေရဲ့။တမီးတို့တွေရှိပါတယ်။ကိုမြတ်တာကမလန်ရသေးခင်သူတို့ကလက်ကမ်းလို့ကြိုလေပြီ။စည်းစိမ်ဥစ္စာတွေဘယ်ရွေ့ဘယ်မြပင်ချမ်းသာကြွယ်ဝနေပါစေ။ မိသားစုကပေးတဲ့မေတ္တာတရားလောက်ဘယ်အရာမှတန်ဖိုးမရှိဘူးဆိုတာ မေယီတည်လဲ့ရပါပြီ။